မင်္ဂလာပါရှင်ဇွန်လ25ရက်အင်ကာနေ VOA TV သတင်းတော်အစီအစဉ်စတင်နေပါပြီ VOA မြန်မာ TV သတင်းတော်ဘာဝင် VOA အာရှရုပ်မြင်သံကြားအစီအစဉ်လေးကို Asia Set 3ဂျိုဒုကနေ၄၄နှစ်ဤပတ်လုံးထုတ်လွှင့်ပေးနေပါပြီ၄၄နှစ်မနေ့ခွန်လာရီတိုင်းမှာမြန်မာပိုင်းအစီအစဉ်သစ်ကိုတင်ဆက်ပေးပြီးတော့နောက်တစ်ဒီမနေ့အစီအစဉ်သစ်မပြောင်းခင်အချိန်ထိအချိန်ချင်းထပ်မံထုတ်လွှင့်ပေးနေပါပြီ VOA ရဲ့နိုင်ငံတကာသတင်းတွေဒေသတွင်းနိုင်ငံတွေရဲ့ VOA စီစဉ်တွေဟောလိဝုဒ်ပါဝင်ဂီတနှုတ်ပညာဖြိုပြေရေးအစီအစဉ်နဲ့အင်္ဂလိပ်သင်ခန်းစာအစီအစဉ်တွေကိုလည်းကြည့်ရှုနိုင်ကြပါရဲ့ရှင်ဒီနေ့အစီအစဉ်မှာ Time Magazine မှာဖော်ပြခဲ့တဲ့ The Face of Boris Steros ရဲ့ဆောင်းပါဘုရားဘာသာတစ်ခုလုံးကိုရှင်းပြမှုနဲ့ရှင်တွဲပြီးတော့မြင်သွားစေနိုင်တဲ့အတွက်မြန်မာအစိုးရသမ္မတရုံးကကန့်ကွက်လိုက်တဲ့သတင်း NLD ပညာရေးကွန်ရက်တာဝန်ရှိသူတို့ဖြစ်တဲ့ဒေါက်တာသိန်းလွင်ရဲ့မြန်မာပညာရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်တဲ့ငြင်းသဘောထားတွေအပြင်ဟောလိဝုဒ်ရုပ်ရှင်လောကထက်ပိုပြီးတအောင်ကြိုးစားနေတဲ့တရုတ်နိုင်ငံကရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေအကြောင်းနဲ့ဒီသတင်းပတ်အတွင်းအမေရိကန်နိုင်ငံရေးမှအဓိကလွှမ်းမိုးမဲ့လူဝင်မှုကြီးကြပ်ရေးပြုပြင်ပြောင်းလဲမှုအကြောင်းသတင်းဆောင်ပါတွေကိုရှုစားကြရမှာပါရှင်။ မာနိုင်ငံမှာမကြသေးခင်တုန်းကဖြစ်ပွားခဲ့တဲ့ဘာသာရေးသူဆောင်တဲ့ပြည်ပခါတွေနဲ့ဆက်ဆက်ပြီး Time Magazine မှာဖော်ပြခဲ့တဲ့ The Face of Boris Terra ဆိုတဲ့ဆောင်းပါးဟာဗုဒ္ဓဘာသာတစ်ခုလုံးကိုအကြမ်းဖက်မှုနဲ့ရှင်တွဲပြီးမြင်သွားစေနိုင်တဲ့အတွက်ကန့်ကွက်တဲ့အကြောင်းမြန်မာအစိုးရသမ္မတရုံးကဂျွန်လ24ရက်နေ့နေဆွဲနဲ့ကြေညာပါတယ်။အဓိကတော့အဲ့ဒီဆောင်းပါးမှာပါတဲ့ရေးသားချက်အထူးသဖြင့်မြန်တဲ့ဖုံးမှာအသုံးပြုတဲ့စာသားကဗုဒ္ဓဘာသာတစ်ခုလုံးကိုအကြမ်းဖက်မှုနဲ့ရှင်တွဲပြီးတော့မှ မြင်သွားစေနိုင်တယ်နောက်တစ်ခါကျွန်တော်တို့ဒီလိုမျိုးရေးခြင်းအဖြစ်ကျွန်တော်တို့ဒီကြည်ထဲမှာလုပ်နေတဲ့ဒီဘာသာပေါင်းစုံကြမှာနားလည်မှုတခြားလုပ်ငန်းတွေမှာလည်းအနောက်ရှက်ဖြစ်စေနိုင်တယ်ဒါမှမဟုတ်ကျွန်တော်တို့အဲ့ဒါကိုကန့်ကွက်တယ်ဆိုတော့ကျွန်တော်ပြောတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဘာသာရေးသွင်ဆောင်တဲ့အကြံပေးပရိပခရီကိုအ धिक လှုံ့ဆော်သူအဖြစ်မန္တလေးမစိုးရင်တိုက်သည့်ကျောင်းတွေကဘုံကြီးတစ်ပါးဖြစ်တဲ့အရှင်ဝီရသူရဲ့ပုံနဲ့နာမည်ကျော်တိုင်းမဂ္ဂဇင်းကြီးမှာဖော်ပြပြီးစောင်းမတဲ့ပုံပါရှိခဲ့တာပါ ဆောင်းမပါချက်တွေကပြိပကဆိုင်ရာသတင်းဆောင်မရေးသားဖော်ပြတဲ့နေရာမှာလိုက်နာတဲ့ချက်တွေနဲ့မကိုက်ညီပဲပြည်စုံတဲ့ဆောင်းမတို့မဟုတ်ဘူးဆိုပြီးမြန်မာအစိုးရတာဝန်ရှိသူတွေကဝေဖန်ပါတယ်ဒီဆောင်းမကြောင့်နားလည်မှုလွဲသွားနိုင်ွယ်ရှိတဲ့ကမ္ဘာလူထုကိုပြန်ပြီးရှင်းလင်းတဲ့ဆောင်းမမျိုးတွေထွက်လာအောင်တိုက်တွန်းခြင်းနဲ့ဆိုပြီးဝေဖန်ပြောဆိုတာမျိုးတွေလည်းရှိနေပါတယ်ခင်ဗျာ KIO ကချင်လွတ်မြောက်ရေးဖွဲ့နဲ့မြန်မာအစိုးရကြားငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းဖို့ပြင်ဆင်နေသလိုလာမယ့်ဇူလိုင်လအတွင်းထပ်မံတွေ့ဆုံဖို့စီစဉ်နေတဲ့အကြောင်းကချင်တိုင်းရင်းသားတရင်ရက်ကွက်ကပြောပါရယ်ကချင်လွတ်မြောက်ရေးအဖွဲ့ထိန်းချုပ်ရာနေမြေတွင်ကမန်ဂျာယန်စစ်ပြေးဒုက္ခတဲ့စခန်းကိုနှစ်ဖက်တပ်ဖွဲ့တွေရဲ့ခွင့်ပြုချက်နဲ့ပြီးခဲ့တဲ့တရင်ဘက်ကုံပိုင်းကစပြီးတော့ ကုလသမဂ္ဂဘက်ကလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးခွင့်ရခဲ့ပါတယ်။မိုင်းချာရန်အပြင်မြစ်ကြီးနားနဲ့ဝိုင်းမော်ဘက်ကအကူအညီတွေလိုအပ်နေတဲ့ဒုက္ခသည်တွေအတွက်အမျိုးသားလွှတ်တော်တိုင်းရင်းသားရေးရာကော်မတီဖွဲ့နဲ့အတူကချင်ပါတီတွေကချင် အရေးလှုပ်ရှားသူတွေထပ်ပြီးအကူအညီတွေပေးနေပါတယ်။ပြီးခဲ့တဲ့မေလကုန်က KIO နဲ့မြန်မာအစိုးရကိုယ်စားလှယ်တွေမြစ်ကြီးနားမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနှစ်ဖက်တပ်တွေကြားပြစ်ခတ်မှုလျှော့ချဖို့အပါအဝင်အပြစ်ခတ်ရက်စဲရေးအတွက်ဥတီတဲ့ သဘောတူညီချက်ခုနှစ်ချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။သဘောတူညီချက်တွေထဲမှာနေရက်စွန့်ခွာပြောင်းရွှေ့နေကြရတဲ့ပြည်သူတွေအတွက်ပြန်လည်ထူထောင်ရေးကိုဆက်ပြီးတော့ညှိနှိုင်းဆောင်ရွက်ရေးကိစ္စတွေလည်းပါဝင်ခဲ့ပါတယ်ရှင်။ မြန်မာအစိုးရသမ္မတဦးသိန်းစိန်ဟာတရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးဂျဲဂျီကိုမနေ့ကနေပြည်တော်မှာလက်ခံတွေ့ဆုံပြီးနှစ်နိုင်ငံဆက်ဆံရေးပုံမူခိုင်မြဲဖို့နဲ့နှစ်နိုင်ငံချို့အတွက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ပါတယ်အစီအလာအပြင်ယင်းဤတဲ့အိန္ဒိချင်းတရုတ်နဲ့မြန်မာနိုင်ငံကြားရေရှည်လက်တွဲဖက်တွေအဖြစ်အကျိုးတူပူးပေါင်းဆောင်ရွက်ရင်းနိုင်ငံခေါင်းဆောင်တွေကြားရရှိပြီးသားသဘောတူညီချက်တွေကိုတင့်တော်တဲ့နိလန်းနေနဲ့အကောင့်တဲ့ဖော်လန်ရေးကိစ္စတွေကိုတရုတ်နိုင်ငံတော်ကောင်စီဝင်ရန်ကျဲကြီးကအလေးပေးဆွေးနွေးခဲ့တဲ့အကြောင်းစင်ဝါသတင်းမှာဖော်ပြပါတယ် လာမယ့်နှစ်မြန်မာနိုင်ငံအာဆီယံလက်ကျဥက္ကဋ္ဌတာဝန်ယူမဲ့အချိန်နဲ့အချိန်ကိုက်တရုတ်နိုင်ငံအနေနဲ့လည်းဒေသတွင်းနိုင်ငံတွေနဲ့ဆက်သွယ်ရေးတိုးမြင့်နေတဲ့အချိန်တရုတ်နဲ့အာဆီယံဆက်ဆံရေးကိုကောင်းမွန်လာအောင်တွန်းအားပေးဆောင်ရွက်လိုတဲ့ဆိုပြီးတရုတ်နိုင်ငံတော်ကောင်စီဝန်ရံချေဂျီကပြောပါတယ်။ မြန်မာဆိုရသမ္မတဦးသိန်းစင်ကတော့တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေမြန်မာနိုင်ငံမှာယင်းနီးမြုပ်နှံမှုဖိတ်ခေါ်လိုက်ပြီးယင်းနီးမြုပ်နှံသူတွေအတွက်အခြေအနေကောင်းတွေဖန်တီးပေးနေတဲ့နှစ်နိုင်ငံစီမံချက်တွေအဆင်ပြေပြေကောင်းထည်ဖော်နိုင်ရေးကိစ္စတွေကိုအာမခံပြောဆိုခဲ့တဲ့ဆိုပြီးစင်ဝါသတင်းမှာဖော်ပြပါပါတယ်ခင်ဗျာ။ မလေးရှားနိုင်ငံတောင်ပိုင်းဂျိုဟန်ပြည်နယ်တွင်းမှာနေရာနှစ်ခုမှာမိခိုးငွေတွေအဆမတန်များပြီးလူတွေအသက်ရှူကျက်တဲ့အထိအန္တရာယ်ရှိနေတာကြောင့်နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားရပါတယ်။အင်ဒိုနီးရှားနိုင်ငံဆူမထရာကျွန်းမှာတောင်ယာမိရှုရင်တောင်မီအကြီးကျယ်လောင်ကျွမ်းခဲ့တာကြောင့်မိခိုးငွေတွေအိမ်ကြီးချင်းနိုင်ငံတွေစီကိုပြန့်လွင့်နေပြီး မလေးရှားနိုင်ငံမှာလည်းလေတုညဉ့်ညံ့မှုတွေစိုးရိမ်ရတဲ့အနေအထားကိုရောက်ခဲ့ရတာပါ16နှစ်အတွင်းလေတုညဉ့်ညံ့မှုအခြေအနေအစိုးရရာဇုံအဆင့်ကိုရောက်သွားခဲ့တဲ့အတွက်အခုလိုအရေးပေါ်အခြေအနေကြီးညာရတာလို့လည်းမလေးရှားသဘာဝပတ်ဝန်းကျင်အရင်းမြစ်ထိန်းသိမ်းရေးဆိုင်ရာဝန်ကြီး G Panel ကပြောပါတယ် ြီးခဲ့တဲ့တောက်ကြာနေ့အထိ၃ရက်ဆက်တိုက်မိခွန်းငွေတွေဖုံးနေခဲ့တဲ့စင်ကာပူမှာတော့တနင်္ဂနွေနေ့ကလေဒုအခြေအနေတိုးတက်မှုရှိလာခဲ့ပါတယ်။မိခွန်းမြူတွေဆိုင်းစေခဲ့တဲ့တောမီကိုငိမ့်သက်နိုင်ဖို့အင်ဒိုနီးရှားနိုင်ငံကလေရင်နဲ့ရဟတ်ရင်တွေကိုတုံးပြီးတော့ကြိုးပမ်းခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကတော့တောမီလောင်ကျွမ်းစေခဲ့တဲ့တောင်ယာမိရှို့သူတွေကိုစုံစမ်းဖော်ထုတ်နေပြီးမြေယာရှင်လင်းယာမှာရိုးရာတောင်ယာမိရှို့ခဲ့တဲ့နီလန်စာတခြားနည်းတွေကိုပြောင်းပြီးတော့သုံးဖို့ပညာပေးမှုတွေလုပ်ကိုင်နေတယ်လို့ဆိုပါတယ်ရှင်အမေရိကန်နိုင်ငံသားဝင်ကြီးဂျွန်ဂယ်ရီယာအိန္ဒိယနိုင်ငံသားဝင်ကြီးဆလမ်ကာဆစ်နဲ့နယူးဒယ်လီမြို့မှာမနေ့ကတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့အိန္ဒိယနိုင်ငံကြားဒေသတွင်းလုံခြုံရေးစီးပွားရေးနဲ့ဒီပညာပိုင်ဆိုင်ရာကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့အိန္ဒိယနိုင်ငံကြားရေးဝန်ကြီးဌာနကပြောပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့ကမ္ဘာနိုင်ငံကြီးနေပယ်ခေါင်းဆောင်မှုအပိုင်းကိုရောက်လာတဲ့အပေါ်ကြိုဆိုတဲ့အကြောင်းအမေရိကန်နိုင်ငံကြားရေးဝန်ကြီးဂျွန်ကယ်ရီကပြောဆိုလိုက်ပြီးအာရှတိုက်တွင်တည်ငြိမ်အေးချမ်းရေးရှိဖို့အငြင်းချင်းဖလှယ်ခဲ့ကြတယ်လို့ဆိုပါတယ်။ဒါအပြင်အာဖဂန်နစ္စတန်နိုင်ငံညီညွတ်ပြည်တည်ငြိမ်ရေးအတွက်လည်းနှစ်နိုင်ငံစလုံးကထောက်ခံပံ့ပိုးပေးကြမှာဖြစ်တယ်လို့အာဖဂန်စစ်ဘော်ရေးပြန်လည်ဦးမော်လာရေး အိန္ဒိယရဲ့ဆောင်ရွက်ချက်တွေကိုအမေရိကန်ပြည်ထောင်စုကထောက်ခံတဲ့အကြောင်းဝန်ကြီးကယ်ရီကပြောပါတယ်။အာဖဂန်နစ္စတန်နိုင်ငံရဲ့နာဂတ်ပုံဖော်ရေးလုပ်ငန်းတွေမှာအိန္ဒိယအနေနဲ့အရေးပါတဲ့ခန်းကဏ္ဍကပါဝင်လို့ဆောင်ဖို့အမေရိကန်နိုင်ငံသားကြီးဝန်ကြီးဂျွန်ကယ်ရီကတိုက်တွန်းတောင်းဆိုနေပါတယ်ခင်ဗျာ။အမေရိကန်အစိုးရထောက်လှမ်းရေးဌာနရဲ့လျှို့ဝှက်စောင့်ကြည့်ရေးအစီအစဉ်တွေကိုပြင်ပကိုဖွင့်ချပြခဲ့တဲ့ထောက်လှမ်းရေးဌာန Contract ဝန်ထမ်းဟောင်း Edward Snowden ဟာ မနေ့ကရုရှားနိုင်ငံမော်စကိုမြို့မှာရှိနေခဲ့ပြီးနိုင်ငံရေးခုလုံခွင့်ရဖို့ကြိုးစားနေခဲ့ပါတယ်။ Edward Snowden ဟာသူ့နိုင်ငံရေးခုလုံခွင့်ရလိမ့်မယ်လို့မျှော်လင့်ရတဲ့ Ecuador နိုင်ငံကိုမသွားခင်မော်စကိုမြို့ကနေကျူဘာနိုင်ငံ Havana မြို့ကိုမနေ့ကနေ့လယ်ပိုင်းလေယာဉ်နဲ့ထွက်ခွာဖို့စီစဉ်ထားခဲ့ပါတယ်။ဒါပေမဲ့ကျူဘာနိုင်ငံမြို့တော်ကိုအမှန်တကယ်ရောက်မရောက်မသေချာသေးပါဘူး။ Ecuador နိုင်ငံသားရေးဝန်ကြီး Ricardo Pantino ကတော့ Edward Snowden ဘယ်မှာရှိနေလဲဆိုတဲ့သတင်းအချက်အလက်ကိုသူတို့အနေနဲ့ပြောမပြနိုင်တဲ့အကြောင်း ဗီယက်နမ်နိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်ပြောပါရယ်အမေရိကန်အစိုးရကသူ့ကိုပြန်ပို့ပေးဖို့တောင်းဆိုနေတဲ့ကြားကပဲဟောင်ကောင်ကျွန်းအာဏာပိုင်တွေကတနင်္ဂနွေနေ့မှာရုရှားနိုင်ငံမော်စကိုမြို့ကိုထွက်ခွာသွားခွင့်ပြုလိုက်ပါရယ်ရုရှားအနေနဲ့စနိုဒန်ကိုအမေရိကန်ပြည်ထောင်စုကိုလွှဲပြောင်းပေးဖို့လည်းအမေရိကန်အရာရှိတွေကတောင်းဆိုထားပါရယ်ပထမစနိုဒန်ကိုလက်ခံကူညီတဲ့နိုင်ငံတွေအနေနဲ့အကျိုးဆက်တွေရင်ဆိုင်ရလိမ့်မယ်ဆိုပြီးအမေရိကန်နိုင်ငံသားရေးဝန်ကြီးဂျွန်ကယ်ရီကသတိပေးပြောဆိုထားပါတယ်ရှင်။ ဆုပ်ယောဂဝေဒနာခံစားရပြီးဆေးကုသခံရတဲ့တောင်အာဖရိက သမ္မတဟောင်းနယ်ဆန်မန်ဒဲလာရဲ့ကျမ်းစာရေးအခြေအနေယိုယွင်းလာနေပြီးအထူးစိုးရိမ်ရတဲ့အနေအထားမှာရှိနေစေပဲလို့တောင်အာဖရိကသမ္မတချက်ကော့ဇူမာကမနေ့ကပြောဆိုပါတယ်နေစမန်ဒဲလာပြန်လဲကျမ်းမာလာစေဖို့ဆူတောင်းပေးခဲ့ကြတဲ့ကဘာတဝမ်းကသူ့ကိုထောက်ခံခဲ့သူတွေကိုကျေးဇူးတင်တဲ့အကြောင်းသူ့ရဲ့ဇနီးဖြစ်သူဂရက်ဂမကဲကပြောဆိုပါတယ် တောင်အာဖရိကနိုင်ငံမှာပထမဆုံးလူမဲသမ္မတတူဖြစ်လာခဲ့သူမန်ဒဲလာဟာပြီးခဲ့တဲ့လာဇမ်ဘိုင်းကလေးကအဆုတ်ယောဂဝေဒနာကြောင့်ဆေးရုံတင်ကုသခဲ့ရတာပါအဆုတ်ယောဂကတော့လူပြူလူမဲအသားရောင်ခွဲခြားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုကြောင့်နှိရှိထောင်နှံကြက်ခံခဲ့ရတဲ့အချိန်ကလေးကခံစားခဲ့ရတာ ဖြစ်ပါတယ်အသက်94နှစ်အရွယ်သမ္မတဟောင်းမန်ဒဲလာဆေးရုံတက်နေတဲ့နေရာဟူ ဒေသဆောင်တော်ချင်းတည်င်းကလေးတွေညနေပိုင်းကသမ္မတဂျက်ကော့ဇူမာတွားရောက်ကြည့်ရှုခဲ့တဲ့အချိန်ကလေးကမန္တလေးရဲ့ချင်းနီယာစိုးရင်ရတဲ့အဆင့်မှာရှိတဲ့အကြောင်းဆရာဝန်တွေကအသိပေးခဲ့တယ်ဆိုပြီးသမ္မတယုံကသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုကနာမည်ကျော်ဆွန်းဆွန်းစားစားကျူရန်လန်ရှောက်ပြတဲ့နစ်ဂေါ်လန်ဒါဟာနီဘာဒါပြည်နယ်တွင် Grand Canyon တောင်တန်းတွေရဲ့အစိပ်ပိုင်းတချို့ကိုကျိုးနဲ့ဆက်ပြီးတင်းငွေတွေကအောင်အောင်မြင်မြင်ဖျက်ရှောက်ပြလိုက်ပါတယ်။ နစ်ဝါလန်ဒါဟာကျိုးရန်ပေါ်လမ်းလျှောက်နေတဲ့အချိန်အောက်ကပိုက်တစ်ခုခုခံထားတာမျိုးဒါမှမဟုတ်ကျိုးရန်နဲ့လူနဲ့ဂျိတ်နဲ့ချိတ်ဆက်ထားတာမျိုးမရှိခဲ့ပါဘူး5စင်တီမီတာပတ်လည်လောက်ရှိတဲ့စတီဂျိုဟာတနာရီကိုမိုင်30နှုန်းလောက်လေတိုက်နေတဲ့တိုက်ခတ်နေတဲ့လေကြောင့်လှုပ်ရှားနေခဲ့ပါတယ်အဲ့ဒီဂျိုးပေါ်မှာဒုတ်တန်းအရှိတစ်ခုကိုကင်ပြီးတော့ပေ1400လောက်အဝေးကိုအောင်းအောင်းမြင်းမြင်းလမ်းလျှောက်ပြခဲ့တာပါဝါယာဂျိုရန်အမြင့်တွေရဲ့ဘရင်လို့သူကိုယ်သူတင်စားခေါ်တဲ့နစ်ဝါလန်ဒါက ကော်လိုရာဒိုမြစ်ကြီးရဲ့အဖော်ဘက်ပေပေါင်း1500လောက်အမြင့်ပေါ်မှာရှောက်ပြခဲ့တာဖြစ်ပါတယ်။အောင်အောင်မြင်မြင်ရှောက်ပြီးတစ်ဖက်ကိုရောက်သွားတဲ့အချိန်နစ်ဝေါ်လန်ဒါမြေကြီးပေါ်ကိုကုန်းနှမ်းလိုက်တဲ့အချိန်မှာစောင့်ကြည့်နေတဲ့ပရိသတ်ကကောင်းချီအော်ပါပေးခဲ့ကြပါတယ်။ Grand Canyon တောင်တန်းတွေကြားသူကျိုးတန်းပေါ်ကရှောက်ပြတာကိုကမ္ဘာနိုင်ငံပေါင်း200ကျော်မှရှိနေတဲ့ရုပ်မြင်သံကြားကြည့်ပရိသတ်က Discovery Channel ကနေတဆင့်တိုက်ရိုက်ကြည့်ရှုခဲ့ကြပါရဲ့ရှင်။ တရုတ်နိုင်ငံမှာဒီနေ့အတွင်းကမ္ဘာရှာဘာပန်ဒါဝက်ဝင်မျိုးအမှွာဘူးပထမဆုံးအကြိမ်မွေးဖွားခဲ့တဲ့ဆိုပြီးစင်ဝါသတင်းဌာနကကြေညာပါတယ်တရုတ်နိုင်ငံနောက်တော်ပိုင်းစီရှမ်းပြည်နယ်တဘာဝထိန်းသိမ်းစခန်းထဲမှာ7မိနစ်ကြာပြီးမွေးဖွားခဲ့တဲ့ဒီအမှွာဘူးဝက်ဝင်လေးနှကောင်ဟာအထီးတကောင်အမားတကောင်ဖြစ်ပါတယ်တရုတ်နိုင်ငံတော်ရဲနေထဲမှာရှားပါပန်ဒါဝက်ဝင်1600လောက်ရှိမယ်လို့ခန့်မှန်းပါတယ်။အမဲလိုက်တပ်ဖြတ်တာတွေနဲ့နေရာတစ်ချက်ရှားပါလာတဲ့အတွက်တဖြည်းဖြည်းမြို့တုံးလာနေပါတယ်။ ပန်ဒါအကောင်300လောက်ကိုတော့ကဘာတဝမ်းမှာထိန်းသိမ်းပြုစုပြောထောင်ထားပြီးအများစုကတော့တရုတ်ပြည်မှာဖြစ်ပါလေခင်ဗျာအခုဆက်လက်ပြီးတော့သတင်းဆောင်မတွေကိုတင်ဆက်ပါမယ် မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာဒေသတွင်းမှာတော့အတော်လေးနှိမ့်ကျနေပြီးမြန်မာလူငယ်တွေဟာပညာရေးကနေလိုအပ်တဲ့ကျွမ်းကျင်ရည်ချင်းတွေဘာမှမရကြတဲ့အတွက်ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ဖို့လိုအပ်နေတယ်ဆိုပြီးပညာရေးဆိုင်ရာကျွမ်းကျင်သူတူက VOE ကိုပြောလိုက်ပါတယ်။ဒါပေမဲ့လည်းလုပ်ဖို့လိုအပ်တာတွေကိုအချိန်မီအားစိုက်ပြီးလုပ်ကြမယ်ဆိုရင်အလားအလာကောင်းနေရှိနေပြီးတော့ဆယ်စုနှစ်တနည်းအတွင်းမှာကိုပညာရေးဘက်မှာတိတိသာသာတိုးတက်အောင်မြင်မယ်လို့ယုံကြည်တဲ့အကြောင်းလည်းပြောပါတယ်။ မြန်မာပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးအမျိုးသားပညာရေးမူဝါဒတရက်နဲ့ဥပဒေတရက်မကြာခင်ထွက်ပေါ်လာဖို့တွန်းအားပေးလှုပ်ဆောင်နေသူတွေကမြန်မာဒီမိုကရေစီဖွဲ့ချုပ် NLD ပညာရေးဂွန်ရဲ့တာဝန်ရှိသူဒုဖြစ်တဲ့ဒေါက်တာသွင်းလွန်ကိုရန်ကုန်ပြုတ်ပြည်ရေးရုံးမှကုချော်ချော်သိန်းကတွေ့ဆုံမိန့်မြန်းထားပါတယ်ခင်ဗျာဆရာကျေးဇူးများကြီးတင်ပါတယ်ဒီကုကန်လာပြီးတော့ကျွန်တော်တို့တွေ့ဆုံမိန့်မြန်းဝင်ပြတာကျွန်တော်ပထမဦးဆုံးစလိုက်ချင်တာကဆရာတို့အခုချိန်မှာဒီပညာရေးမူဝါဒပြည်ပင်ပြောင်းလဲဖို့ဆိုပြီးအပြင်းထန်ဆရာတို့လုပ်နေပါတယ်ဆိုတော့ လက်ရှိပညာရေးမူဝါဒကဘာကြောင့်ပြပြင်းပြောင်းလဲဖို့လိုအပ်နေတာလဲဆိုတော့ဆရာအမြင်အရင်ဆုံးသိရတယ်။ပညာရေးပြပြင်းပြောင်းဖို့လိုတာကျွန်တော်တို့ကလေးတွေကျောင်းသားတွေရဲ့ဟိုရက်လက်ကိုကြည့်ဒါပြပြင်းပြောင်းလဲမှုလိုတယ်ဆိုတာသိတာလေကျွန်တော်တို့ဆယ်တန်းအောင်တဲ့ကလေးတွေပွဲရတဲ့ကလေးတွေမှာတကယ်ကိုစွမ်းရည်မြင့်တဲ့ပညာဘာမှမရဘူး။သူတို့ဘဝအတွက်လိုအပ်တဲ့ဒီကျွမ်းကျင်မှုတွေရောစဉ်းစားဆင်ခြင်မှုတွေကောအလောက်ကင်အတွက်လိုအပ်တဲ့စွမ်းရည်တွေကောဘာမှပါမလာဘူး။ဆရာအဲ့ဒါကျွန်တော်တို့ပညာရေးရဒီ ညံ့ဖြင်းနေတယ်ဆိုတာသိတာလေဒါရက်လက်မှသိတာလေအဲ့ဒါကြောင့်ကျွန်တော်တို့ကလေးတွေရဲ့ရက်လက်ကောင်းထွက်ဖို့အတွက်ကျွန်တော်တို့ကလေးတွေကျွမ်းကျင်တဲ့ပညာရဖို့အသိဉာဏ်ရဖို့အလောက်ကိုင်ခွင့်လန်းနေအတွက်စွမ်းရည်တွေမြင့်လာဖို့အတွက်ပညာရေးပြည်ပင်ပြောင်းလဲမှုကလိုအပ်တယ်ဆိုတော့ဒီခြေနေကတော့ဒါထင်ရှားပါပြီဆရာအဲ့မှာကျွန်တော်သိချင်တာကလက်ရှိပညာရေးစနစ်ပေါ့လေဟုတ်ကဲ့အဲ့ဒီစနစ်ထဲမှာအစိုးရအဆုံးဖြစ်နေတဲ့အပိုင်းကဘယ်အပိုင်းလို့ဆရာထောက်ပြချင်လဲဒီစိုးနေတဲ့အပိုင်းကအုပ်ချုပ်ရေးစနစ်ပဲ ဆိုဒီပညာရေးမှာလည်းအာဏာရှင်စနစ်နဲ့အုပ်ချုပ်နေတယ်ဆိုတော့ဆရာဆရာမတွေမှာလွတ်လပ်စွာလုပ်ပိုင်ခွင့်မရှိဘူးတက္ကသိုလ်ကဆရာတွေအလဲတန်းချက်တန်းမူလာတန်းဆရာတွေလွတ်လပ်စွာသင်ကြားပိုင်ခွင့်မရှိဘူးနော်ဆရာတွေဆိုရင်ဒါဆရာရဲ့အလုပ်ကဒါចောင်းသားကိုအာရုံစိုက်တယ်ဒီចောင်းသားရဲ့သူတို့သင်ကြားတဲ့စနစ်ចောင်းသားဒီသင်ကြားနိုင်ဖို့ចောင်းသားတွေသူတို့သင်ကြားတဲ့ပုံမှာတိုးတက်လာဖို့အဲ့ဒီလိုအာရုံစိုက်တယ်ဆရာအလုပ်ကဒါပေမဲ့ဒီနေ့က ဟာကလေးတွေရဲ့ပညာရေးမှာအာရုံမဆိုင်နိုင်မဆိုင်နိုင်ဘဲနဲ့အုတ်ချုပ်တဲ့သူတွေရဲ့အလူကျခိုင်းတာလုပ်နေရတဲ့အဆင်ရောက်နေတယ်။ဒါကကျွန်တော်တို့ပညာရေးကဆရာတွေကအကြောင်းသားကိုအာရုံမဆိုင်နိုင်ဘူး။အကြောင်းသားတွေရတဲ့ပညာကလည်းတကယ်ကိုထိရောက်တဲ့ပညာမဟုတ်ဘူး။ဘယ်ကစာအုပ်ထဲမှာပါတဲ့စာကိုပဲအလွတ်ကျက်အလွတ်မှဒါပဲအလွတ်ဖြည့်အရတဲ့တွေအချိန်ကုန်သွားပြီးတော့ဒီအလွတ်ကျက်တဲ့စာကလည်းသူတို့ဘဝအတွက်ဘာမှထိရောက်ရအကျိုးမရှိဘူး။တော့အလွတ်ကျက်တဲ့စာကကြောင်းနေမကဘူးကျူရှင်နဲ့တက်ရတယ်ညဘက်ဆိုလဲ guide ဆိုတာငှားပြီးတော့တခါစာကြည့်ရသေးတော့ ဒီကလေးတွေကကလေးဘွားမှာကစားဖို့ချိန်သူတို့မိဆွေပေါင်းတဲ့နေဖို့ချိန်ဝါသနာပါတာလို့ဘာတစ်ခုမှမရဘဲနဲ့ဟိုကျိုးမရှိလာတဲ့အစာကိုချက်ပြီးတော့အချိန်ကုန်သွားတဲ့အတွက်ဘာမှရလက်ကောင်ထွက်မလာဘူးဆိုတော့အဲ့ဒီကဆိုကျိုးဖြစ်နေတယ်ဟုတ်ကဲ့ဆိုတော့ဆရာတို့ဒီပညာရေးမူဝါဒမူကျမ်းအမှုသားပညာရေးမူဝါဒမူကျမ်းဟုတ်ကဲ့ဒါဆရာတို့ရေးဆွဲပြီးပြီလို့ ျွန်တော်သိထားတယ်ပြီးခဲ့တဲ့ရှင်းရကိုရကလည်းပဲဒါနဲ့ပတ်သက်ပြီးဆွေးနွေးပွဲကြီးစတဲ့လုပ်ခဲ့ကြတယ်ဆိုတော့ဒီအမျိုးသားပညာရေးမူဝါဒမူကြမ်းတဲ့ကအထူးခြားဆုံးပေါ့နော်အထင်ရှားဆုံးအရေးကြီးဆုံးအပိုင်းဆိုရင်ဆရာပါရီများပြောကြတယ်အရေးကြီးဆုံးအပိုင်းကပညာရေးလွတ်လပ်ခွင့်ပဲဆိုတော့နှစ်ပေါင်းများစွာပညာရေးလွတ်လပ်ခွင့်ဆုံးရှုံးလာတယ်ဆိုတော့ဒေသဆိုင်တိုင်းဒေသဒေသတွေမှာသူတို့ရဲ့ပညာရှင်တွေကလွတ်လွတ်လပ်လပ်သင်ကြားပိုင်ခွင့်မရှိဘူးတက္ကသိုလ်တွေအကြောင်းနေရာလွတ်လွတ်လပ်လပ်စီမံခန့်ခွဲပိုင်ခွင့်မရှိဘူးဆရာတွေလွတ်လွတ်လပ်လပ်သင်ကြားပိုင်ခွင့်မရှိဘူး ကျောင်းသားတွေလွတ်လွတ်လပ်လပ်သူတို့သင်ကျင်တဲ့ဘာသာရွေးချယ်ပံခွင့်မရှိခဲ့ဘူးလွတ်လပ်ခွင့်တွေဆုံးရှုံးနေတယ်အဲ့ဒီအတွက်ကျွန်တော်တို့ပထမဆုံးအရေးကြီးဆုံးတင်ပြတဲ့ချက်ကပညာရေးလွတ်လပ်ခွင့်ဖြစ်တယ်ဟုတ်ကဲ့ဒုတိယချက်ကဒီဆရာတွေရဲ့အရေးချင်းမြင်ပါဘူးကျွန်တော်တို့ဆရာတွေမှာဒီအရေးချင်းမြင်တဲ့အခါကျရင်ဒီကျောင်းသားတွေကိုမြင်မာတဲ့အရေးချင်းပေးနိုင်တယ်ဒါကြောင့်ဒုတိယဒီအရေးကြီးဆုံးလိုအပ်တဲ့ချက်ကဆရာတွေရဲ့အရေးချင်းမြင်မာလောက်ဘူးဆရာတွေမှာလိုအပ်တဲ့သင်တန်းတွေ training တွေဘွဲတွေရအောင်လုပ်ဖို့လိုတယ်ပြီးတော့ဆရာတွေရဲ့ဘဝရည်တည်ရည် ခိုင်မာဖို့လိုတယ်။တို့နေအိမ်တို့ရဲ့ခီးသွားလာရေးကျန်းမာရေးစောင့်ရှောက်မှုစသဖြင့်လစာလုံလောက်တဲ့လစာအရာတွေပေးဖို့လိုတယ်။နောက်တစ်ခါចောင်းသားတွေဒီចောင်းသားတွေကဒီနေ့ចောင်းចောင်းကဒီပျော်ရှင်မှုမရှိဘူးចောင်းမှာ။ဆိုတော့ပညာရေးကပျော်ရှင်မှုမရှိရင်သင်ယူမှုကမထီရောက်ဘူး။ဆိုတော့ဒီဒီအလွတ်ကျက်တဲ့စာနဲ့တွင်အချိန်ကုန်နေပြီးတော့ဟိုမူလာတန်းအလဲတန်းထက်တန်းမှာတက်ကတူဆိုရင်လဲတက်ကတူတွေကမြို့ပြင်ထုတ်ထားတော့ចောင်းသွားចောင်းပြန်တဲ့တွင်ချိန်ကုန်ကလေးတွေကပြင်ပန်းပြီးတော့ စာအုပ်ထိထိရောက်ရောက်ပြောပြောရှင်းရှင်းတင်နိုင်တဲ့အဆင့်မရှိဘူးအဲ့တော့ပထမတစ်ဆင့်ရကလေးတွေចောင်းသားတွေပျော်ရွှင်တဲ့တင်ယူမှုပတ်ဝန်းကျင်ဖန်တီးဖို့လိုတယ်နောက်ចောင်းသားတွေတင်ယူတဲ့စာကသူတို့ဘဝအတွက်အကျိုးရှိတဲ့အသုံးချတဲ့စာတွေဖြစ်ဖို့လိုတယ်နောက်တော့သူတို့နဲ့အဆက်ဆက်ရှိတဲ့ဒီတင်ငန်းစာတွေဖြစ်ဖို့လိုတယ်ဆိုတော့အဲ့ဒါတွေပြင်ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ဆိုတော့ဒီမူချမ်းကိုပြည်တော်စုလွှတ်တော်ကနေပြီးတော့ဘယ်တော့လောက်မှဥပဒေဖြစ်ထွက်လာဖို့ကျွန်တော်မျှော်လင့်လို့ရမှာစကျွန်တော်တို့အခုဒီညီလာခံထွက်လာတဲ့ရလတ်ပေါ်မှာ ဒီပညာအမျိုးသားပညာရေးမူဝါဒမူချမ်းကျွန်တော်တင်ပြီးသွားပြီ၁၈ရက်နေ့နေ့စွဲနဲ့လွှတ်တော်ရဲ့ပညာရေးမြင့်တင်မှုကော်မတီကတစင်တင်သွင်းပြီးလာမယ့်လွှတ်တော်သက်တမ်းမှာဆွေးနွေးမယ်လို့ကျွန်တော်တို့မျှော်လင့်နေဒီပညာရေးမူဝါဒပေါ်မှာအခြေလဲဆွေးနွေးပြီးပြီဆိုရင်ပညာရေးမူဝါဒကိုအခြေခံတဲ့ပညာရေးမူဝါဒကိုအကောင့်တွေပေါ်ဖို့ပညာရေးဥပဒေတရားလိုအပ်တယ်အဲ့တော့လွှတ်တော်ရဲ့ဥပဒေပြုတဲ့အကောင့်အဖွဲ့ကနေရေးမယ်လို့ကျွန်တော်တို့မျှော်လင့်နေဆိုတော့ကျွန်တော်တို့တင်ပြထားတာဒီလွှတ်တော်ဥပဒေပြုတဲ့အဖွဲ့ကမူချမ်းရေးပြီးတဲ့အခါကျရင် ပြန်ပြီးတော့ကျွန်တော်ပြည်သူလူထုကိုချပြဖို့ကျွန်တော်တင်ပြထားတယ်။အဲဒီမှာပြည်သူလူထုရဲ့အကြံပေးချက်ဆွေးနွေးချက်တွေကိုယူပြီးတော့မှအတည်ပြုဖို့ကျွန်တော်တို့အဲ့လိုတင်ပြထားပါတယ်။ဟုတ်ဘလောလောမြန်မြန်ဆရာပြောတယ်။ဒီတက်တန်းကတော့လာမယ့်စမယ့်ဒီလွတ်တော်တက်တန်းဂျွန်လောက်ကုန်မှာစမယ့်လွတ်တော်တက်တန်းမှာဆွေးနွေးမယ်။ဆွေးနွေးတဲ့လွတ်တော်တက်တန်းမှာမူဝါဒကိုအတည်ပြုနိုင်တယ်ဆိုရင်ဥပဒေကြမ်းရွေးဆဲတဲ့အဖွဲ့ကနောက်လွတ်တော်တက်တန်းမတိုင်ခင်မှာရေးဆွဲနိုင်တယ်။ဆိုတော့3လ6လအတွင်းမှာရေးနိုင်မယ်လို့မျှော်လင့်တယ်။ကျွန်တော်တို့ခုညီလာခံချမှတ်လိုက်တဲ့မူဝါဒတွေကလည်း မူရားကနေဥပဒေပြောင်းဖို့လွယ်ကူတဲ့လွယ်ကူအောင်လို့လုပ်ထားပါတယ်အဲ့တော့မြန်မြန်ဆန်ဆန်ဥပဒေအဖြစ်နဲ့ပြဋ္ဌာန်းနိုင်မလို့ထင်တယ်နောက်ဥပဒေပြဋ္ဌာန်းပြီးရင်ဒီဥပဒေဂျမ်းကိုပြည်သူလူထုကိုချပြဖို့ဆိုရင်အနည်းဆုံး6လလောက်အချိန်ယူဖို့လိုတယ်ဆိုပြီးသူလူတွေရဲ့အကြံပြုချက်ယူပြီးတော့မှအတည်ပြုဖို့ဆိုတော့တစ်နှစ်လောက်အနည်းဆုံးတစ်နှစ်လောက်ကြာနိုင်ပါတယ်တစ်နှစ်လောက်အတွင်းမှာဒီဥပဒေတရားဖြစ်လာနိုင်တယ်ဟုတ်ကဲ့ဥပဒေတရားထွက်လာတယ်ဟုတ်ကဲ့ဟုတ်ကဲ့ တရုတ်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကဟောလိဝုဒ်ကိုနှစ်နှင်းငယ်အတွင်းမှာအသားရဖို့အပြင်းထန်ကြိုးပမ်းအားထုတ်နေပါတယ်။ကြီးမားလှတဲ့ကမ္ဘာရုပ်ရှင်ကြီးပိယိတ်တက်ရဲ့အားပေးမှုတွေနဲ့အစိုးရဘက်ကလည်းရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်နိုင်ဖို့ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကိုလည်းအကာအကွယ်ပေးဖို့အားထုတ်လှုပ်ဆောင်နေပါတယ်။ကြီးထွားလာနေတဲ့တရုတ်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကိုနိုင်ငံအနေနဲ့ဘယ်လိုစီမံခန့်ခွဲလှုပ်ဆောင်နေလဲ နိုင်ငံခြားသားတွေအနေနဲ့ရောဒီလုပ်ငန်းအတွင်းလဲလွဲကူကူဝင်ရောက်လုပ်ကင်နိုင်မလားဆိုတာတွေကိုစူးစီးတင်ပြထားတဲ့ VOE သတင်းတပုတ်ကိုမတ်တင်ဂီထိုက်ကတင်ပြပေးမှာပါရှင်။တရုတ်ကမ်းရိုးတန်းမြို့တျန်ချန်းအနီးမှာ10ကီလိုမီတာပတ်လည်ရှိတဲ့ရှင်ညွန်ထူထပ်တဲ့မြေနေရာကြီးကိုကွင်းပြင်ကြီးဖြစ်အောင်တရုတ်စစ်ရွက်ကရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းအတွက်တည်ဆောက်ပေးခဲ့တာပါ။ဒီပေါ်မှာတိစောက်ထားတဲ့အဆောက်အုံကြီးထဲမှာဒေါ်လာ73သန်းကျော်ရင်းနှီးမြှုပ်နှံထားပြီးရုံးခန်းတွေအင်ယာတွေ ရုပ်ရှင်စတူဒီယိုနဲ့ animation ဆိုင်ရာပစ္စည်းတွေလည်းရှိပါတယ်။ပင်းကျန်ကတော့ Yellow Mountain ရုပ်ရှင်ရဲ့တည်ထောင်သူလည်းဖြစ်ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ They have a super power computer which is the big ဒီမှာကမ္ဘာအကြီးဆုံး super power computer တစ်လုံးရှိပါတယ်။ CGI animation ရုပ်ရှင်တွေအတွက်သိအေးပါလာတဲ့ဒီကွန်ပျူတာကတိုက်ရိုက်ချိတ်ဆက်ထားတဲ့ internet fiber connection လည်းရှိပါတယ်။ပရမတ်တလီအတွက်ငားရန်ကမပေးရပါဘူး။ ဒုတိယနှစ်အတွက်ကြတော့လေတိတ်ကိုစီးတော်တဲ့ short စီးနဲ့ရတယ်လေဒါကအသာချက်ပါအမေရိကန်နဲ့ကနေဒါတို့မှာအလုပ်လုပ်ခဲ့တဲ့ပြီးကဖွံ့ဖြိုးလာနေတဲ့ဖက်ဆက်ထုတ်လုပ်ရေးလုပ်ဖို့တရုတ်ပြည်ကိုပြန်လာခဲ့သူပါ challenge so that's why i want to build up something ဖက်ဆက်ထုတ်လုပ်ရေးလုပ်ဖို့ကတိတ်ကိုစုစားရတယ်လို့ထင်ပါတယ်။ဒါကြောင့်လည်းပိုပြီးတည်ငြိမ်တဲ့အခြေအနေမျိုးဖြစ်အောင်ကျွန်မတည်ဆောက်ချင်နေတာပါ။ဒါမှလည်းဒီမှာလာပြီးတော့ဖက်ဆက်ထုတ်လုပ်လို့သူတွေအတွက်အကူအညီတွေပို့ပေးနိုင်မှာပေါ့။ တရုတ်ဆူရကတနှစ်ကိုနိုင်ငံခြားရုပ်ရှင်က34ကပဲပြသခွင့်ပေးထားပြီးမယ်ဖက်ဆက်ရုပ်ရှင် ထုတ်လုပ်ခွင့်ကိုတော့ကန့်သတ်မထားပါဘူးဒါပေမဲ့လည်းဖက်ဆက်ရုပ်ရှင်ထုတ်လုပ်ရေးမှာအခက်အခဲတွေကတော့ရှိနေပါတယ်။ရုပ်ရှင်ဇာတ်လမ်းထဲမှာတရုတ်ဒလေးစရိုက်တွေပါဝင်ဖို့လိုအပ်တဲ့အပြင်ထုတ်လုပ်မှုနဲ့ဗန်နယ်ရေးပိုင်းမှာလည်းပါဝင်ရပါတယ်။ဖက်ဆက်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက Robert Gain ကတော့အဓိကပြဿနာတစ်ခုကစင်စာတီးဖြတ်မှု ဖြစ်တယ်လို့ပြောပါတယ်။ it's i would say it's not even so much the fact of censorship itself but the process of getting စင်စာတီးပြတာတခုတည်းမကပါဘူးစညွတ်တီးပြချက်ရဖို့အတွက်လုံဆောင်ရတဲ့လုပ်ငန်းစဉ်လည်းပါပါတယ်ဘာဖြစ်လာမလဲဆိုတာကြိုတင်ခံမမှုကတိတ်ကိုခက်ပါတယ်စီမင်းစည်းကမ်းတွေကတိတ်ရှင်းရှင်းလင်းလင်းပြဋ္ဌာန်းထားတာလည်းမဟုတ်ပါဘူးစင်စာတိဖြစ်တယ်ဆိုတော့ချင်းကပ်ပုံမျိုးမဟုတ်ဘဲနဲ့အပေါ်စီးကနေနိုင်တဲ့စီးနေလောက်တာမျိုးပါဒါပေမဲ့လည်းဖက်ဆက်ရုပ်ရှင်ထုတ်လုပ်ရေးအကျိုးမြတ်တွေကတော့လက်လွတ်ဖို့ခက်ခဲနေပါတယ် ရုတ်စတူဒီယိုတွေဟာနိုင်ငံခြားသားကျွမ်းကျင်သူတွေနဲ့အလုပ်လုပ်ဖို့ဆရာထက်တန်နေကြတယ်လို့လည်းကိန်းကပြောပါတယ် reaching out now they have uh, made a big investment သူတို့အနေနဲ့ခုကတော့လက်လန်းမိနေကြပါပြီပစ္စည်းကိရိယာတွေအတွက်ကိုအများကြီးရင်းနှီးမြှုပ်နှံထားကြပြီးဒါတွေကိုသုံးဖို့ထပ်ဖြည့်ဖို့လည်းလုပ်ချင်နေကြတာပါတချို့ကိစ္စတွေမှာသူတို့ကအင်တာနက်ပြည့်စုံလွန်းနေပြီးတော့ပြင်ပကအလုပ်တွေယူပြီးဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ပေးနေကြတာဖြစ်ပါတယ်ဒါပေမဲ့ရုပ်ရှင်ထုတ်လုပ်ရေးကတက်တန်းသိပ်မချလာသေးတော့ တို့ရဲ့တွေ့ကြုံကထိတ်တန့်အဆင့်တော့မရှိသေးဘူးဆိုတော့လေတို့သိပါတယ်ဒါကြောင့်လည်းပဲနိုင်ငံခြားထုတ်လုပ်သူတွေမှာရှိတဲ့အဆင့်မျိုးကိုမရောက်သေးတာပါဒီကလူတွေကတည်ယူဖို့ဆရာထက်တန်နေကြပါတယ်အထူးသဖြင့်တော့ဇလန်းကောင်းတွေဇညွန်းကောင်းတွေနဲ့ဇညွန်းကောင်းတွေနဲ့စီမံကိန်းကောင်းကောင်းတွေရဖို့ဆရာထက်တန်နေကြတာပါနေ့စဉ်ဆိုသလိုအမေရိကန်ရုပ်ရှင်လက်စုပ်စာပဲဖက်ဆက်ထုတ်လုပ်ဖို့အမှတ်ခံချက်ရပါတယ် ဒါပေမဲ့လည်းတရုတ်နိုင်ငံမှာအဆင်ပြေအောင်ဆောင်ရွက်လာကြတဲ့ကုမ္ပဏီတွေများလာတာနဲ့အမျှရုပ်ရှင်ကားတွေပိုးထွက်လာမှာဖြစ်တယ်လို့နှစ်ဖက်အကြားဖက်ဆက်လုတ်ကင်ဖို့ပိုပြီးကောင်းမွန်တဲ့နီလန်းတွေနဲ့နှစ်ဖက်အကျိုးမြတ်တွေပိုရှိစေမယ့်အခြေအနေမျိုးရှိလာမယ်လို့ရုပ်ရှင်ထုတ်လုပ်ရေးလောကသားတွေကယုံကြည်နေကြပါတယ်ရှင်။ VOA TV သတင်းလောအစီအစဉ်ကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ ဒီသတင်းပတ်အတွင်းအမေရိကန်နိုင်ငံရေးမှအမေရိကန်လူဝင်မှုကြီးကြပ်ရေးစနစ်ပြုပြင်ပြောင်းလဲရေးတွန်းအားပေးမှုအခြေအနေတွေအရင်ကတည်းတိုးတက်လာမယ်လို့ပြောလင်းထားကြပါတယ်။ဒီချိန်ထဲမှာအမေရိကန်ပြည်ထောင်စုအတွင်းလိင်တူချင်းလက်ထပ်ခွင့်ဆိုင်ရာသမိုင်းဝင်ဆုံးဖြတ်ချက်တခုကိုလည်းဗဟုတရားရုံးချုပ်ကချမှတ်လိုက်မယ်လို့ပြောလင်းထားကြပါတယ်။အမေရိကန်လူဝင်မှုကြီးကြပ်ရေးပြုပြင်ပြောင်းလဲမှုပြည်ပြည်စုံနဲ့ဆိုပြီးချက်တွေအပေါ် Republican နဲ့ Democrat Party ကြီးနှစ်ခုစလုံးက ထက်လွှတ်တော်အတွင်းထောက်ခံမှုကိစ္စမှာအမေရိကန်နယ်ကြားဒေသလုံခြုံရေးကိုထူးထူးခြားခြားတိုးမြှင့်ဆောင်ရွက်မယ်အဆိုပြုချက်ကအခရာကြတဲ့တော့ချက်တစ်ခုဖြစ်နေပါတယ်။အဆိုပြုချက်တွေအရနယ်ကြားဒေသကိုကင်းလဲ့ဆောင်ကြမယ်ဝန်ထမ်း2000ထပ်ပြီးတော့ခံထားမှာဖြစ်ပါတယ်။အမေရိကန်ပြည်တော်စုနဲ့မက္ဆီကိုနယ်ကြားကီလိုမီတာ1000မိုင်600ကျော်ကိုခြံစည်းရိုးတည်ဆောက်ဖို့တာဝန်ပေးရမှာဖြစ်ပြီးတော့စောင့်ကြည့်တဲ့ဒီပညာတွေခင်မိကောင်းမွန်အောင်တက်ဆင်ဖို့လည်းရှိပါတယ်။ Republican ဘက်ကနေကြဒေသကိုလုံခြုံအောင်ဆောင်ရွက်ပြီးမ တန်းနဲ့ကြည်တဲ့မတမ်းမရာမရှိတဲ့လာရောက်နေထိုင်သူတွေကိုဖူပရေရတရားဝင်ဖြစ်ရေးကိစ္စလှုပ်ဆောင်မယ်ဆိုပြီးကန့်ကွက်ပြောဆိုထားပါတယ်။အခုဆိုပြမဲ့ဥပဒေချမ်းပြန်လဲပြင်ဆင်ချက်ဟာဒီလိုကန့်ကွက်ထားတဲ့ Republican တွေရဲ့ထောက်ခံမှုအဓိကရည်ရွယ်တာဖြစ်ပါတယ်။ Republican အထက်လွှတ်တော်အမတ်တူဖြစ်တဲ့ John Cornyn ကတော့အခုလိုပြောပါတယ်။ We don't have control of our southwestern border ကျွန်တော်တို့အနေနဲ့အနောက်တောင်ဘက်ပိုင်းနေကြကိုထိန်းချုပ်နိုင်တဲ့အခြေအနေမှာမရှိပါဘူး။ မ္ဘာ့ဥပမာကတော့လာမယ့်လတွေအတွင်းဒီဥပဒေကိုလက်မှတ်ရေးထိုးလိုတဲ့ဆန္ဒရှိနေပါတယ် stronger enforcement a smarter legal immigration system a pathway ဥပဒေကိုလိုက်နာအောင်ပုံပြခိုင်မာတဲ့အရေးယူဆောင်ရွက်မှုတွေပိုကောင်းမွန်တဲ့လူဝင်မှုကြီးကြပ်ရေးစနစ်တွေနောက်နိုင်ငံသားဖြစ်ခွင့်ရနိုင်မယ့်နည်းလမ်းတွေအပြင်လူလက်တန်းစားတွေပေါ်မျှတမှုရှိရှိစီးပွားရေးဖွံ့ဖြိုးမှုကိုဖြစ်စေမယ့်အားကောင်းတဲ့နီးနာပေါင်းစုံပေါ်လာရေးကိုအထောက်အကူဖြစ်လာပါလိမ့်မယ်ကျွန်တော်တို့ကလေးတွေအတွက်ပုံပြတည်ငြိမ်တဲ့ဗန္ဒာရေးအနာဂတ်တစ်ခုကိုလည်းထူထောင်နိုင်ပါလိမ့်မယ် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပတ်သက်လို့ဆုံးသက်မဲပေးရွေးချယ်တာကိုလာမယ့်သတင်းတစ်ပတ်အတွင်းမှာလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်း Republican အများစုလွှမ်းမိုးထားတဲ့အောက်လွှတ်တော်မှာဒီဥပဒေကိုမဖြစ်မနေအတည်ပြုနိုင်မယ်လို့တော့အာမခံမှုအလံဝင်းဒီဇယ်ဖြစ်ပါတယ်။ဒီတော့တဲ့အမေရိကန်တရားရုံးချုပ်ကလိန်တူချင်းလက်ထပ်ပိုင်ခွင့်နဲ့ပတ်သက်လို့ဆုံးမချက်တစ်ခုကိုချမှတ်ဖို့ချိန်ဆစဉ်းစားနေပါတယ်။ဒီလိုမျိုးသားလိန်တူချင်းမျိုးသမီးလိန်တူချင်းလက်ထပ်တာကိုပြည်နယ်တွေက ိုင်ငံသားတွေနဲ့ဒန်းတူလက်ထပ်ခွင့်အခွင့်အရေးမပေးနိုင်ဘူးဆိုပြီးတားမြစ်တဲ့ဆုံးဖြတ်ချက်တွေလည်းချမှတ်နိုင်ပါတယ်။သမ္မတဥဘာမာကတော့ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းဂျာမနီနိုင်ငံကိုရောက်နေတဲ့အချိန်လိင်တူချင်းလက်ထပ်တာကိုသူ့အနေနဲ့ထောက်ခံတယ်ဆိုတာကိုထပ်မံအတည်ပြုပြီးအခုလိုပြောဆိုခဲ့ပါတယ်။ When we stand up for our gay and lesbian brothers and sisters and and treat their love and their rights equally မြန်မာပြည်လင်လူချင်းနှစ်သက်သူမြို့သားလင်လူချင်းနှစ်သက်သူညီကိုမောင်နှမတွေနဲ့အတူဥပဒေအောက်မှာသူတို့ရဲ့ချစ်ချင်းတရားနဲ့အခွင့်အရေးတွေတန်းတူညီမျှရကြဖို့လက်တွဲရပ်တည်ရာကျွန်တော်တို့ရဲ့ကိုယ်ပိုင်လွတ်လပ်ရေးကိုကာဝေးရလဲဖြစ်ပါတယ်လူတွေကသူတို့ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုပို့ပြီးပိုင်ဆိုင်ခွင့်ရကြမယ်ဆိုရင်ကျွန်တော်တို့ဟာပို့ပြီးလွတ်လပ်တဲ့သူတွေလည်းဖြစ်လာကြမှာပါဗိုလ်ထူးတွေမှာတော့သမ္မတဥပမာအာဖရိကတိုက်နိုင်ငံတွေကိုတပတ်ကြာခီးသွားဖို့စီစဉ်ထားပါတယ် ဒီခီးစဉ်အားအာဖရိကတိုက်နိုင်ငံတွေနဲ့အမေရိကန်ပြည်ထောင်စုအကြားဆက်သွယ်ရေးပိုပြီးခိုင်မာစေဖို့ရည်ရွယ်သလိုဒီမိုကရေစီရေးစီးပွားရေးဖွံ့ဖြိုးမှုနဲ့လူ့ခွင့်ရေးကိစ္စတွေကိုအဓိကဆွေးနွေးပြောဆိုမယ့်ခီးစဉ်ဆိုပြီးအင်ပြူရောရာရှိတွေကပြောဆိုထားပါတယ်ခင်ဗျာ။ အမေရိကန်အာကာသစူးစမ်းလေ့လာရေးအဖွဲ့ NASA ကလက်ရှိဆောင်ရွက်နေတဲ့ဥက္ကာပြန်ဆိုင်ရာကနဦးအစီအစဉ်တွင်နဲ့တက်ဖက်အစီအစဉ်အများပြားကိုစုပေါင်းပြီးဥက္ကာပြန်တွေကိုထိန်းချုပ်နိုင်မဲ့အစီအစဉ်အတွက်အဆိုတင်သွင်းခဲ့ပါတယ်။ဒီအစီအစဉ်ကနေဥက္ကာပြန်တွေကိုနေရာရွှေ့ဖို့နဲ့2021ခုနှစ်လောက်မှာဥက္ကာပြန်တွေစီအာကာသတရေကောင်းတွေတွားရောက်ဖို့တွေပါပါဝင်တယ်လို့ Washington DC က NASA ဌာနချုပ်ကိုတွားရောက်ခဲ့တဲ့ VOA သတင်းတောက် Susan Pastro ကသတင်းပေးပို့ပါတယ်။ ်အပြည့်စုံကိုတော့ဒေါက်ခင်မျိုးသက်ကပြောပြပေးမှာပါရှင်အောက်ကာပြန်တွေဟာအာကာသထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကရှိနေခဲ့တဲ့ကြောက်ဆိုင်ကြောက်ခဲတွေဖြစ်ပြီးသူတို့ကကဘာကြီးဘယ်လိုဖြစ်လာတယ်ဆိုတဲ့အဖြေကိုရှာနိုင်တဲ့တဲလွန်စားကလေးတွေပါဒါအပြင်ကဘာကြီးကိုချင်းချောက်နေတဲ့အရာဖြစ်တယ်လို့စူးစမ်းရှာဖွေသူတွေအတွက်စူးစမ်းစရာနယ်ပယ်သစ်တစ်ခုလည်းဖြစ်ပါတယ်ဒီအောက်ကာပြန်တွေကိုထိန်းချုပ်မဲ့အစီအစဉ်သစ်ကို NASA ကအဆိုပြုလိုက်တာဟာ NASA အတွက်လှုပ်တင်တဲ့ခြေလှမ်းတစ်တည်းဖြစ်တယ်လို့ NASA ကစူးစမ်းရှာဖွေရေးနဲ့စီမံကိန်းဆိုင်ရာလက်ထောက်အကြီးအကဲ Bill Gastonmeier ကပြောပါတယ် Essentially fits right with what we were doing already. This whole mission activity ဒီဆိုပြချက်ကကျွန်တော်တို့အခုစမ်းသပ်လုပ်ဆောင်နေတဲ့အလုပ်တွေနဲ့အကိုက်ပါပဲ။သူတို့ကိုထိန်းချုပ်မဲ့လုပ်ငန်းတွေကိုပဲကျွန်တော်တို့အရင်ကလုပ်နေတာပါ။စူးစမ်းလေ့လာတာတို့လျှက်စစ်ဆွမ်းအင်ဘလောက်ပြင်းထန်တယ်။ကျွန်တော်တို့ရဲ့အာကာသယာဉ် Orion နဲ့ SLS Rocket တွေကိုဘယ်လိုသုံးမယ်ဆိုတော့ကျွန်တော်တို့အရင်စီစဉ်ထားတာတွေအတိုင်းလုပ်ရမှာပါ။အာကာသစူးစမ်းလေ့လာသူတွေက ကဘာနားမှာရှိနေတဲ့ဥက္ကာပြန်တွေတဲကဘယ်သူကကဘာအတွက်အန်ဒီယေရှိတယ်ဆိုတာကိုအဓိကထားပြီး အမျိုးအစားခွဲတာတွေတတ်မှတ်တာတွေသူတို့တွာလာလှုပ်ရှားတာတွေကိုမှတ်တမ်းတင်ခဲ့တာတွေကြောင့် NASA ကဘယ်ဥက္ကာပြန်ကို ရွေးရင်ကောင်းမယ်ဆိုတာအတွက်အထောက်အကူရစီပါတယ်။အာကာသယာဉ်တွေအတွက်အကောင်းဆုံးတွာလာနိုင်အောင်အာကာသစူးစမ်းလေ့လာရေး NASA ကအင်ဂျင်နီယာတွေကနေဆွမ်းအားကိုတုံးတဲ့ဤပညာတွေနဲ့စူးစမ်းနေကြတာပါ။ we're going to capture and redirect a 7 to 10 meter ကဘာနာကတန်ကြီး900လောက်ရှိတဲ့ဥက္ကပြန်တွေကိုလက်ပတ်လန်နာရောက်အောင်9မီတာကနေ10မီတာအထိလမ်းကြောင်းရွှေ့ပြီးပတ်အောင်ကျွန်တော်တို့စူးစမ်းနေပါတယ်ဒီလိုလုပ်နိုင်ရင်အာကာသယာဉ်မှုတွေဥက္ကပြန်စီကိုသွားနိုင်မှာပါဒါဟာ2021ခုနှစ်လောက်မှာအစောဆုံးဖြစ်လာမယ်လို့ခန့်မှန်းပါတယ်အာကာသယာဉ်မှုတွေဟာ Space Launch System လို့ခေါ်တဲ့ အာကာသရဲ့အခြေချနိုင်တဲ့စနစ်ကိုသုံးပြီးသွားနိုင်ဖို့ Orion လို့ခေါ်တဲ့အာကာသယာဉ်တွေကိုတည်ဆောက်နေပါတယ်။အခုသူတို့ဟာဥက္ကာပြန်ရင်းနားမှာ9ရက်လောက်နေပြီး Orion ယာဉ်နဲ့ဥက္ကာပြန်ရင်းစီကိုသွားပြီးဥက္ကာပြန်ရင်းစီကကြောက်ခဲနမူနာတွေကိုယူနိုင်ကြပါတယ်။ဥက္ကာပြန်ရင်းစီကိုသွားနိုင်တာဟာအာကာသထဲမှာရှိတဲ့နိုင်ငံတကာအာကာသစခန်းနဲ့ကဘာကနေတိတ်ပြီးဝေးကွာတဲ့အာကာသထဲမှာစူးစမ်းလေ့လာမှုတွေကိုလောက်လာနိုင် ဖြစ်ပြီးဥက္ကာပြန်တွေကိုထိမ့်ချုပ်နိုင်ပြီဆိုရင်2030မှာအင်္ဂါဂျိုကိုလူသားတွေသွားနိုင်ဖို့ရည်မှန်းချက်တွေအထောက်အကူပေးတဲ့ခြေလှမ်းတစ်ချက်ဖြစ်တယ်လို့လဲ NASA တာဝန်ခံ Gaston Meyer ကပြောပါတယ်။ ဗီအိုအေတီဗီသတင်းလွှာအစီအစဉ်ကိုကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်ဒီအစီအစဉ်ကိုနောက်နေ့မနေ့အစီအစဉ်သစ်မပြောင်းခင်အထိအချိန်ကြီးထပ်မံထုတ်လွှင့်ပေးနေပါတယ်ခင်ဗျာရှင်လန်းချမ်းမြေ့ကြပါစေရှင်ရှင်လန်းချမ်းမြေ့ကြပါခင်ဗျာ